မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၈ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းတရချောင်းမြို့နယ်တရချောင်းပဲဒတ်စစ်ကောင်စီစကမ်းကို KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်များကတိမ့်ပိုက်ရရှိခဲ့ပြီးတော့စစ်သား၂၀ကျော်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ9ရက်နေ့မနက်9:00နာရီကနေစတင်ပြီးတော့တနင်္လာရီတိုင်းတရချောင်းမြို့နယ်ဗိတ်တဝဲကားလမ်းပေါ်မှာရှိတဲ့ပဲတပ်စစ်ကောင်စီစခန်းကုန်းကိုတော်လိုင်းပူပေါင်းတပ်များကစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မေလ6ရက်နေ့9ရက်နေ့နဲ့ဒီကနေ့10ရက်နေ့အထိတိုက်ပွဲများပြင်းထန်ခဲ့တယ်လို့သိရပါဗျ။ဒီကနေ့မနက်ပိုင်းမှာတော့စခန်းကိုအပိသက်သိမ်းပိုက်ရရှိခဲ့ပြီးတော့စစ်သား20ကျော်ကိုလည်းအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အသေးစိတ်အချက်အလက်များကိုတော့တရားဝင်ထုတ်ပြန်မှဖြစ်ကြောင်းတောင်ပိုင်းတိုင်းစစ်ဒေသသတင်းအင်းမြစ်ကပြောဆိုထားတယ်လို့တွေ့ရပါဗျ။ စစ်သား20ကျော်ကိုအရှင်ဖမ်းမိထားပါတယ်စစ်တပ်ဘက်ကတေဆုံမှုများတယ်အခုတော့စစ်တုံးမန်းတွေကိုကျွန်တော်တို့တွေရွှေ့ပြောင်းနေတယ်လက်နက်တွေလည်းရထားပါတယ်တရားဝင်အသေးစိတ်ကိုတော့သတင်းထုတ်ပြန်ပါမယ်အခုကနယ်မြေရှင်းလင်းရေးလုပ်နေတာရဲ့သတင်းကိုအထက်ကိုအစစ်စစ်တင်ပြထားပါတယ်ကျွန်တော်တို့ဘက်ကလည်းထိခိုက်မှုရှိပါတယ်လို့တောင်ပိုင်းတိုင်းစစ်ဒေသသတင်းအကြီးအမြစ်ကပြောဆိုထားပါတယ်။လက်ရှိအချိန်အထိကိုစစ်ကောင်စီတပ်များကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေပြီးတော့ရေဒက်သင်းမောင်းများကလည်းလက်နက်ကြီးများနဲ့ပစ်ကူပေးမှုတွေရှိနေပြီးပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းကံဘလူမြို့နယ်မလဲကျေးရွာစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ထိခိုက်ဒေဆုံးမှုများပြားပြီးတော့လက်နက်ခဲယမ်းများကိုတင်းစီရရှိကစခန်းကိုမိရှို့ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မနက်9:15မိနစ်ခန့်ကကံဘလူမြို့နယ်မလဲကျေးရွာမှာရှိတဲ့စစ်ကောင်စီအထိုင်စခန်းကိုကံဘလူခရိုင် PDF တရင်တပ်ဖွဲ့များကဝေရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာအထိနာခဲ့ပြီးတော့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့10ချိန် Jet Fighter နဲ့6ချိန် Y-12 စစ်ထောက်ဖို့ရင်တစည်းတို့နဲ့၃နိုင်နီးပါးပြန်ဝဲက16ကြိမ်ဘုံဒီကျဲချတိုက်ခိုက်ခဲ့ပြီးတော့မန္တလေးမျိုးပတ်ချမ်းကလည်းဟာဝေဇာတွေနဲ့အကြိမ်60ထက်မနည်းပစ်ကူပေးခဲ့ကြောင်းကိုကျွန်းလကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောဆိုခဲ့ပါတယ်။တော်လိုင်းရဲတပ်ဖွဲ့များကဘန်ကာများကိုဖြိုဖျက်ကစခန်းကုန်းကိုတိမ့်ပိုက်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားချိန် 7နာရီခန့်ကြာခဲ့ပြီးတော့စစ်ကောင်စီတပ်ဘက်ကလည်းထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပြီးတော့လက်နက်ခဲယမ်းတချို့ကိုလည်းတင်စီရမိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကလည်းနေလယ်ပိုင်းမှာယမနီပြူစောတိရွာကအင်အား150ခန့်မန္တလေးဘက်ချမ်းကအင်အား80ခန့်လို့နဲ့ကုန်းချောင်းရေချောင်းများကနေစစ်ကူဝင်ရောက်လာတယ်လို့သိရပါဗျ။လေချောင်းပစ်ခတ်မှုများနဲ့စစ်ကူများရောက်ရှိလာခြင်းတို့ကြောင့်စုခွာခဲ့ရတယ်လို့ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောဆိုခဲ့ပါဗျ။ မန္တလေးဘက်ချမ်းရောတခြားဘက်ချမ်းကနေတိုးလာတာရောလေချောင်းပစ်ကူရောဆိုတော့စခန်းကုန်းကိုရောက်မှဘန်ဂါရီကိုမီးရှို့ပြီးတော့ပြန်ဆုတ်ခဲ့ရတယ်စခန်းထိုင်လို့တော့မရဘူးပေါ့လို့ဒေတာရင်းတော်လိုင်းရဲဘော်တို့ကပြောဆိုကြပါတယ်တော်လိုင်းရဲတပ်ဖွဲ့များဘက်ကလည်းထိခိုက်ကြဆုံးသူတချို့ရှိခဲ့တယ်လို့သိရပြီးတော့အသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်တိုက်ပွဲများကြောင်မလဲတိုက်နယ်အတွင်းမှာရှိတဲ့ကျေးရွာအများအပြားဟာပြည်သူအများအပြားဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်မလဲကျေးရွာဟာ2023ခုနှစ်အေပီလ10ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူ168ဦးသေဆုံးခဲ့ရတယ်။ဗစီကြီးရွာနဲ့မနီမဝေးမှာတရှိကြောင်းသတင်းရရှိပါရခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့နယ်အတွင်းမှာရှိတဲ့တောင်တမရော TNL တပ်စခန်းကိုစစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ TNL တပ်မဟာနှစ်နေမြေမိုးကုံမြို့နယ်ညောင်ကုန်းရွာမှာရှိတဲ့ TNL တပ်စခန်းကိုစစ်ကောင်စီကမေလ၄ရက်နေ့ညပိုင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ် စစ်ကောင်စီလက်အောက်ခံခလာရ1.6နဲ့ခလာရ81ကဖြူရောင်ကျေးရွာကနေပြီးတော့ညောင်ကုန်းကျေးရွာမှာရှိတဲ့ TNL တပ်စခန်းကိုလက်နက်ကြီး၄လုံးအပြင်လက်နက်ငယ်များနဲ့ပါပစ်ခတ်ခဲ့တော့လဲထိခိုက်သေးဆုံးမှုမရှိခဲ့ဘူးလို့ထုတ်ပြန်ထားပါတယ်။အခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာတရုတ်ရဲ့ဂျောင်းဝင်စစ်စမ်းမှုနဲ့စစ်ကောင်စီတပ်နဲ့ TNL ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘွဲ့တို့ဂျားမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာ ယာယီအပြစ်ခတ်ရက်စဲရန်သဘောတူစာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအပြစ်ခတ်ရက်စဲပြီးတဲ့နောက်ပိုင်းစစ်ကောင်စီကညီနောင်မဟာမိတ်များရဲ့စခန်းနေရာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကိုအုံပြုကလာရောက်ဘုံချဲခြင်းများကိုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ AP လ28ရက်နေ့နဲ့28ရက်နေ့ကလည်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်နောင်ချိုမြို့နယ်30ကျေးရွာမှာရှိတဲ့အမျိုးသမီးတဦးထိခိုက်ကနေအိမ်ပျက်စီးမှုများရှိခဲ့တယ်လို့အသိပေးထားပါဗျ။ DNL ကလေ2023ခုနှစ်အောက်တိုဘာလ9ရက်နေ့က ကိုကက် MNDAA ရခိုင်တပ်တော် AA တပ်များနဲ့အတူပူးတွဲပြုလုပ်ခဲ့တဲ့1027စစ်စင်ရေးအတွင်းမှာစစ်ကောင်စီတပ်စခန်း80ကျော်ကိုသိမ်းပိုက်ကကိုခိုင်နမ်ဆန်နမ်ခမ်းမန်တုံနမ်မတူမိုင်းလုံးမိုင်းကော့စတဲ့မြို့ခွနမြို့ကိုအလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာကရင်နီပြည်ဗတ်ပြောင်းခိုလုံရိပ်အဖွဲ့ထံကိုပြည်သူ့ဘက်ကကူးပြောင်းလာတဲ့တည်ရမှုအဆင့်ဒုတည်ရမှုအဆင့်အပါအဝင်ဘုံမှုဘိုကြီးအဆင့်ယာနဲ့ခြေပြီးတော့ရှိတဲ့အထက်ကမှ52ဦးကိုကရင်နီပြည်ဗတ်ပြောင်းခိုလုံရိပ်အစီအမံရဲ့ညွှန်ကြားရေးမှူးဘိုကြီးနေမျိုးစဉ်ကဒီကနေ့မှထုတ်ဖော်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာယာနဲ့ခြေပြီးတော့ရလင်းဝင်လာတဲ့ အရာရှိများတဲ့ကဒုဗုံမှုကြီးတအူဗုံမှု၄ဦးဗိုလ်ကြီး39ဦး ဘိုးခွန်နှဦးစုစုပေါင်း52ဦးရဲ့တက်ရင်နဲ့ကိုပိုင်နံပါတ်များကိုပါထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီ52ဦးနဲ့အပတ်စဉ်တူတဲ့စစ်ကောင်စီအရာရှိများအနေနဲ့စစ်မိတ်စာထမ်းမှာတာဝန်ထမ်းဆောင်နေခြင်းကစင်စားကြစီလူကြောင်ဘိုကြီးနေမျိုးစဉ်ကပြောဆိုခဲ့ပါဗါးပြည်သူနဲ့အတူပူးပေါင်းလာတဲ့တက်ရင်မှုအစ်အပါအဝင်အရာရှိများရဲ့ပြန်တန်းဝင်အမတ်အစ်အမည်များကိုဂုံပြုတ်ဖော်ပြခြင်းဖြစ်ပြီးတော့အ ਨੇ ဆုံးအယောက်တရာကပူးပေါင်းရောက်ရှိလာတယ်လို့သိရပါဗါး ရခိုင်ပြည်နယ်ဘူတီတောင်မြို့ကစကခ15လက်အောက်ခံတက်ရင်လိုက်လက်နက်ချခြင်းနဲ့အတူဖက်စစ်တပ်မှဗိုလ်လုံးနေတဲ့သူတွေဒတိတဒန်းကြီးရုံးထွက်ပြီးပြည်သူ့ဘက်ကိုကူးပြောင်းနေကြတာဖြစ်ပါတယ်လို့ဗိုလ်ကြီးနေမျိုးစင်ကပြောဆိုခဲ့ပါတယ်။လက်ရှိမှာကရင်နေပြည်ဖားဆောင်မြို့နယ်မိုးပြဲမြို့တို့မှာတိုက်ပွဲများပြင်းထန်နေပြီးတော့ဖားဆောင်မြို့ကိုစစ်ကူလာတဲ့စစ်ကောင်စီရဲ့ MI-17 လေယာဉ်တစ်စင်းကိုမေလ6ရက်နေ့ကပြစ်ချထားနိုင်ခဲ့ကကြီးချောင်းစစ်ကောင်စီတပ်ကို တိုက်ထုတ်ရမှာလေစစ်သား90ကျော်တည်ဆုံးပြီးတပ်ရင်းမှုဒုတပ်ရင်းမှုအပါအဝင်56ဦးလက်နက်ချညံခံကလက်နက်ခဲယမ်းများစွာကိုတင်စီရရှိခဲ့ကြောင်း KNDF ကသတင်းထုတ်ပြန်ထားပါတယ်။ကရင်ပြည်အပါအဝင်ကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာလည်းတနိုင်ငံလုံးအတိုင်းအတာနဲ့တော်လိုင်းပူပေါင်းတပ်များဘက်ကအရေးတာနေပြီးတပ်ရင်းလိုက်ရာနဲ့ချီပြီးတော့လက်နက်ချမှုများနဲ့မြို့သိမ်းတိုက်ပွဲများကိုအောင်မြင်စွာဆင်နွှဲလာနိုင်ပြီးတော်လိုင်းတပ်ဖွဲ့များတင်ပိုက်ထိန်းချုပ်ထားတဲ့မြို့53မြို့အထိရှိလာပြီဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းရေနံကြောင်မြို့မှာအကြမ်းဖက်စစ်ကောင်စီကစစ်သားတဲ့အဖြစ်နဲ့စူဆောင်းဖမ်းဆီးထားတဲ့အမျိုးသားအယောက်40ကျော်ကိုမိသားစုနဲ့တွေ့ခွင့်မပေးတော့ဘဲအကြမ်းဖက်စစ်ကောင်စီကစစ်ကားများနဲ့နေအာပြောင်းရွှေ့သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဒီကနေ့မေလ10ရက်နေ့မွန်လွယ်12နာရီကမှအကြမ်းဖက်စစ်ကောင်စီကစစ်သားတဲ့အဖြစ်နဲ့စူဆောင်းဖမ်းဆီးထားတဲ့အမျိုးသားအယောက်40ကျော်ကိုထားရှိတဲ့ ရွှေဘုံသားဘောလုံးကွင်းကနေပြီးတော့စစ်ကားအကြီး၃စီးအသေး၄စီးနဲ့ခေါ်ထုတ်သွားတယ်လို့သိရပါဗျ။မိသားစုဝင်များကဖမ်းဆီးထားတဲ့သူများကိုတွေးခွန်ပေးရန်တောင်းဆိုတဲ့အတွက်နေရရွှေပြောင်းသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ရေနံချောင်းမြို့မှာစစ်ခွေးတွေပေါ်တာဆွဲထားတဲ့သူတွေကိုဒီနေ့ဆက်နန္နာရီလောက်မှာရွှေဘုံသားဘောလုံးကွင်းကနေပြီးတော့ခေါ်ထုတ်သွားပါပြီ။တွေးခွန်ပေးဖို့တောင်းဆိုတဲ့မိသားစုတွေကတော့ငိုယိုပြီးကြံနေခဲ့ပါဗျ။ စစ်ကားအကြီးသုံးစီးအသေးလေးစီးနဲ့ခေါ်ထုတ်သွားတာလူရောက်40ကျော်လောက်ပါမယ်ထင်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်။ရေနံကျောင်းမြို့မှာအကြမ်းဖက်စစ်ကောင်စီက AP လ25ရက်နေ့ကစတင်ပြီးတော့တွင်းကုန်းရက်ကွက်နဲ့တထေးကုန်းရက်ကွက်ကြားပင်ဖျားလမ်းစုံမှာစစ်စေးရိတ်ဂိတ်ချကပေါ်တာဆွဲပြီးတော့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကြောက်ထုမြို့အခြေဆိုင်အာမတ368အမြောက်တပ်ရင်းကတက်ကြတအူးဟာမင်းတပ်မြို့မှာတာဝန်ကျနေတဲ့အချိန်ချင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့မင်းတပ် CDF မင်းတပ်ထံကိုအလင်းဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အာမတ368အမြောက်တပ်ရင်းကတက်ကြဝင်းလေးဟာမေလ9ရက်နေ့မှာအလင်းဝင်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။သူကမင်းတက်ခလာရ204မှာတာဝန်ကျနေတာပါ204ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပြစ်လို့အရသာတေဆုံမှုသတင်းတွေသူသိထားပါတယ်ချင်းမြင့်ငွေရတော့ပျော်နေရောပဲလို့ CDF မင်းတပ်နဲ့နီးစပ်သူတို့ကပြောပြလာပါတယ်။တက်ချက်ဝင်းလေးက MA3 တပ်နဲ့တလက်ဂျီပေါက်3ခု G256 တောင်းတို့ကိုယူဆောင်လာခဲ့တဲ့အတွက်ကြောင့် ငွေကျပ်3,500ချိမြင့်ပေးခဲ့တယ်လို့ CDF မင်းတပ်ကထုတ်ပြန်ထားပါတယ်။ CDF မင်းတပ်ပါဝင်တဲ့ချင်းညီနောင်တပ်ဖွဲ့ဟာမကြသေးမီကမှကျင်တွင်းမျိုးကိုတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့သိရပါတယ်။စစ်ကောင်စီကလေကြောင်းရောလမ်းနက်ကြီးတွေကိုပါအုံပြုပြီးတော့မင်းတပ်မျိုးကိုလည်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မင်းတပ်မျိုးတွေကဝမ်မတူးပြည်သူစေယုံကိုဧပြီလ25ရက်နေ့နဲ့28ရက်နေ့တွေမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တဲ့အချိန်လူနာ၄ဦး၊လူနာဇောက်၃ဦးအပါအဝင် စုစုပေါင်း9ဦးတေဆုံးခဲ့ပြီးတော့30ခန့်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါရခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။